စဉ်ဘွဲ့တော်လေးတစ်ချက်လောက်မင်းကြပေးပါအောင်ဗျာပြီးတော့ဥဏ္ဏတော်ဗာနာပါဗျာမစုံရင်တိုက်သိကြပါဗျာဟာဆောင်ဝဲဖြည့်စင်တုန်းကကုလသိန်းဘိမ့်မှာမှာဖြည့်ရလို့ကြားသိရပါတယ်ဗျာဟုတ်ပါဗျာအဲ့တော့ပြကြတဲ့အထဲပါတယ်လို့လည်းကြားသိရပါတယ်ဗျာအဲ့အခြေအနေလေးတစ်ချက်ကိုမင်းကြပေးပါအောင်ဗျာဟုတ်ပါဗျာပြီးတော့လူကျဲဆောင်ဆောင်နှစ်တတိယထက်မှာဖြည့်တာပါဗျာဖြည့်နေစဉ်အတွင်းပြီးတော့ ဖလင်လှောက်တာတအားကျန်းတာကိုမကျန်းတော့ထင်ပြီးတော့တခါလေးဝစ်လိုက်တာပါဗျာဝစ်လိုက်တဲ့အချိန်ဘုံကုန်းလေးဝစ်ပြီးခေါင်းကိုတင်ငန်းခြုံပြီးဝစ်လိုက်တာပါဗျာအဲဝစ်လိုက်ဝစ်ပြီးတော့တအားကျန်းတဲ့အချိန်ကျတခါလေးပြိုကျသွားတာပါဗျာအောက်ပဲရောက်သွားမှမသိဘူးပြီးတော့မှအောက်ရောက်တော့ပြီးတော့တော့ဘေးမှာလည်းဖော်လေးပါးနဲ့ပါပါတယ်ဗျာအားလုံးပေါင်း၅ပါးစလစ်ပြင်ပြီနေပါတယ်ဗျာစလစ်ပြင်ပြီရဆိုပေမဲ့လည်းကြောက်ထုတ်တိုင်တွေခံထားကြောက်ထုတ်တိုင်၃တိုင်ကဘေးက၂တိုင် အစွန်ကတိုင်ခံထားတဲ့အတွက်ကြောင့်အဲ့ကြောင်းထုတ်တိုင်နေခံထားတာဆလစ်ပြင်းကြီးအောက်မှာငါးပါးပိတ်မိနေပါလေခင်ဗျာငါးပါးပိတ်မိနေတာဒီဘက်အစွန်ကကြောင်းထုတ်တိုင်ကြီးအောက်မှာတပည့်တော်တို့ခွဲနေရတဲ့ဗါဥဒောပနာဆိုတာသူကလက်ကြီးပြိနေတယ်ခင်ဗျာနောက်ကျန်တဲ့တပါးကတော့ဥနန္ဒမာလာသူကတော့ခြေတော့ခြေတော့ကိုအဲ့နောက်ကခံနေရမှာဖြစ်တော့သူကဆလစ်ပြင်းနေရမ်းမိတယ်လားမသိဘူးခြေတော့ကျိုးတယ်လို့ပြောတယ် ဆေးရုံရောက်တော့မှမကြိုးဘူးရှိတော့အစစ်ဘူးအစစ်လဲလွဲသွားတယ်ပြောရင်တပီတော်တို့ကတော့အဲ့ကြပြုတ်ကြကြချင်းဘယ်ရောက်သွားမှမသိဘူးဗျာအဲ့နောက်ပိုင်းညမှာအဖော်လေးပါတွေ့တယ်အဖော်လေးပါဖော်လေးပါတွေ့တော့၅ပါဆိုနည်းနည်းအားရှိတယ်အားရှိတဲ့အချိန်မှာအောက်ရောက်တော့ကြတော့အာဦးစင်းတို့တပီတော်တိုက်တွန်းတာဦးစင်းတို့ဗျာတရဏဂုံများများတင်ခင်ဗျာဘုရားကုံတရားကုံငံကုံများများရွတ်ဗျာတန်ဖို့တွေပူရအကိုရွတ်ကြဗျာတပီတော်တို့က တည်ဖို့ရာခိုင်တို့များတယ်ခင်ဗျာမင်းလင်းရတယ်မပြီးသေးဘူးခင်ဗျာအဲ့ပြိုကြတဲ့အဆောင်ကြီးကလည်းအချိန်တန်းနဲ့ပြိုကြသွားဆိုတော့နောက်ထပ်နှစ်ချိန်လှုပ်တဲ့အချိန်မှာအိုက်အောင်ပါပြီနေတယ်အဲ့ဟိုကဝန်တရဏကုံတင်ကြပါတရားကုံတရားကုံနှံကကုံများများရုတ်ခင်ဗျာဆိုအိုက်ကြဝိုင်းရုတ်ကြတာဝိုင်းလည်းရုတ်အခုညီလည်းတောင်းဝိုင်းလည်းရုတ်ညီလည်းတောင်းကြာပြီပေါ့ခင်ဗျာဒါကြီးဝက်လောက်ကြာတော့ရေတွေငတ်ရေတွေငတ်တော့အာကောင်တွေ၆ပြီးရေတွေငတ်လာတော့တပည့်တော်တို့အောက်မှာကန်ကောင်းရှင်တို့ဝေထားတဲ့ရေတန်ဘူးတွေရဲ့ ချိုးရည်ကြီးရောက်နေတာပေါ့ဗျာအဲအလေးဖောက်အောင်ပြီးတော့ကြိုင်တော့သူတို့လည်းကြိုင်တိုက်အာနည်းနည်းဒီတောက်ကြအောင်ဆိုပြီးတော့ဘယ်ချိန်ဒီနေရာမတော့မသိဘူးကယ်ဆယ်ရေးရလဲဘယ်ချိန်မှလာမယ်မသိဘူးပေါ့ဗျာအဲ့လိုပြောပြီးတော့အဲ့လိုရှောက်ပြီးတော့အာနင်းနေကြတဏ္ဍာရီလောက်ကြာတော့အတန်ကြာတာအဲ့ဘူညီရည်စံနေကြာတော့အာဘူညီရည်ဘူညီရောဘူညီအောင်မှအားကြီးပြနေတာလို့အာသူတို့ကလည်းကြာတော့ပြန်ပြီးတော့အတန်ပေးတာပေါ့အဲ့ကြာအတန်ကြာတော့အားရှိတာပေါ့ဗျာအားရှိတော့အဲ့တော့ အာဒီအောင်မှအများကြီးပြီးနေတာဝိုင်းပူညီအောင်ဆိုတော့ဟာတမတမနဲ့ဒကာကြီးမလို့ဒကာကြီးဒကာကြီးနဲ့អော်နေပါဗျာတကယ်တမ်း तू ကပူညီရင်းရောက်လာမှ तू ကခါပြန်သွားခေါ်တော့ဥသိင်းဖြစ်နေတာဒီလိုလည်းတို့ကလည်းစာသင်သားဟိုစာဖြစ်တန်ငါတွေပဲဗျာတဲ့မပြီးတဲ့တန်ငါတွေတဲ့ဝိုင်းပြီးတော့ဟိုကုကုညာကုညီနိုင်တော့ကုညီတာဗျာတဲ့ဖဲသိင်းတာတွေဖဲနေတာဗျာထက်လုံးနေပြီးတော့လည်းအကြောင်းတော့ပြေးရတာဗျာတဲ့အဲ့လိုပြောတာဟာတမတမလို့ကိုယ့်အနေနဲ့ကိုယ်လည်းရှောင်ပါဗျာလို့ အဲတပည့်တော်တို့လည်းကုညီးလေးလာပြောပြုံဖျားလို့တပည့်တော်တို့ဒီအောက်မှာပြိနာအများကြီးပဲဖျားလို့အဲ့လိုပြောလိုက်တာအဲနဲ့သူကပျောက်သွားပြီးတော့တနားကြီးလောက်ဝင်ကြတယ်ကုညီးလေးတွေကလာမှခါပြန်လာတော့ခဏကုညီးလေးတွေနဲ့လာတဲ့အချိန်ကယ်ဆယ်ရေးဖွင့်နေလာတော့ပေါင်သူတွေနဲ့ထုတာပေါ့ဗျာဘာတွေထုနေမလဲနားအထုနေမလို့သူအချိန်လေးတွေကြားတာတပည့်တော်တို့ကအော်ရဲရနေအုံးအုံးတော့အာရံမထူနဲ့တခါကြီးတွေရံမထူနဲ့အောက်မှာတန်ငါတွေရှိတယ်အကုန်ပြီးသင်းကုန်လိမ့်မယ်လို့ဩဝါသေးတာပေါ့ဗျာ တော်ရင်ဂျာအကုန်ပြိုကြပြီသေးကုန်ပါသေးတယ်အဲ့လိုလည်းပြောပါသေးတာဥတော့အကူကြီးတောင်းရတာပေါ့အဲတော်ရင်ဂျာဘတော်ရိုင်ထုံးပြီလို့အကုန်ပြိသေးကုန်ပါသေးတယ်အော်ပါသေးတာပေါ့အဲအားပြောတာခဏနေတော့အကူကြီးရေးဖွဲ့တရပဲဦးသေးတပါဟွာနောက်တနိုင်းနေငလင်ရလဲလောင်းမယ်တဗျာတဲ့အဲ့ဒါနဲ့တပည့်တော်တို့ကလဲကြောက်ကြလုံနေရတာဆိုတော့အဲကြောင့်အဲကြောင့်ပါဘုရင်တို့တပည့်တော်တို့အကူကြီးဆောင်နေတပည့်တော်တို့ပြိနေတဲ့ကြောက်ထုတ်ကြီးကလဲအစလင်းပြင်းရတယ်အကြီးပဲအဲလွတ်ဖို့ကမလွယ်ဘူးကိုယ့်အကူ ရုံးပြီးထွက်ကြမယ်ဆိုတော့ဒီလိုပြောပြီးတော့အာတမတမဖះရတယ်ကျန်တဲ့ဦးသိန်းနေရာလဲရတယ်ဖះရတယ်အဲဦးသိန်းအပေါင်းနဲ့နီးရဆိုအပေါင်းလေးကချင်းချင်းလေးဖះတစ်ခွာလောက်လေးအဲနဲ့ဦးသိန်းကရှေ့တိုးလိုက်ရင်နည်းနည်းလေးတိုးလိုက်ရင်ရောက်လာတာပေါ့အဲတော့အာတမတမလုံးဖះရတယ်ရှေ့တိုးလိုက်တိုးလိုက်တယ်အဲခုံလေးကပိတ်နေဖះစားပြေခုံလေးကပိတ်နေနှစ်ခုံလောက်ကစားပြေခုံလေးကဘင်းဘင်းကိုဒီလိုနေတဲ့ဘက်ကိုနည်းနည်းတိုးပြီးတော့ရှေ့တိုးလိုက်တာတိုးလိုက်တဲ့အချိန်အပေါက်ရောက်တော့အပေါက်ကလည်းတစ်ထွာလောက်ဆိုလူထွက်မရဘူးထွက်မရတော့ဒီလိုကလည်းအကူကြီးထပ်တောင်း ကိုပဲကြီးချုပ်ပြီးတော့ရမ်းများတော့ဘုရားလက်ထုတ်ပြီးတော့ရမ်းများတော့ဘင်းကလည်းတောက်ထုတ်တိုင်းကတောက်ထုတ်တိုင်းကအပေါက်ကကျော်သွားတော့ဟိုဘက်ကစနစ်ပြင်ဟိုနန်ရန်ကြီးကကားနေပါဘုရားအဆောင်နန်ရန်ကြီးကကျုပ်ပဲ့နေတဲ့နန်ရန်ကြီးကကားနေတော့တပည့်တော်တို့မမြင်ဘူးတပည့်တော်တို့ကလည်းအပြင်ကိုမမြင်ဘူးအပြင်ကလူတွေလည်းတပည့်တော်တို့မမြင်ဟောအတန်တော့ကြားနေရတော့ဘုရားအားတော့ရှိအောင်အတန်ကြားတယ်အဲ့ဒါနဲ့တပည့်တော်ကဒီတိုင်းဆိုထွက်မရဘူးဦးရင်တို့အပေါက်ကကျင်းကျင်းလေးလို့တပည့်တော်ပြိမ့်မိနေတဲ့လေးပါးကိုပြောတော့ အာဥင်းနဲ့ဥင်းကခနာကိုကြီးလို့လာတယ်တပိတော့မိန်နေတယ်တပိတော့ရင်ခတ်မဲ့တယ်အဲအထဲတရတပါမရအောင်ခင်ဗျားလို့ကျင်းကျင်းလေးလို့ဥင်းလည်းထွက်မရအောင်ခင်ဗျားလို့အဲနဲ့ကြိုင်းဆိုရင်တော့မရဘူးဆိုကြံမိသွားအောက်မှာလည်းခဲချိုးခဲကြီးတွေအများကြီးဆိုတော့ခန္ဓာပိန်မိနေတဲ့ကြောင်းထုံးတိုင်းကြီးကလည်းစလစ်ပြင်းကြောင်းထုံးတိုင်းကြီးကလည်းအကြီးကြီးနဲ့သူကပြိုကျတဲ့ဓာတ်ကြောင့်ဧည့်နေပါဘူးခင်ဗျာအဲဧည့်နေတဲ့အချိန်အဲအယူတပိတော့ကြံမိသွားတာအဲအောက်ကခဲကြီးတွေကလည်းကောက်ယူပြီးအသာလေးနည်းနည်းနည်းထုထုပြီးဖဲ့ချအပြင်ကိုဖဲ့ချနည်းနည်းနည်းထုဖဲ့ချ ဖဲ့ချာဖဲ့ချာအမြဲတမ်းထုဖဲ့ချာပြီးဟိုဘက်ထုလိုက်ဒီဘက်ထုလိုက်ဖဲ့ချာပြီးတော့အပေါက်ကကျဲသွားတော့ခေါင်းထွက်ပြီးတော့ခေါင်းတော့ထွက်လို့ရတယ်ဟာခဏဘုရမဆန့်နေဘူးပေါ့ခေါင်းထွက်လို့ရတော့ကြီးလိုက်တဲ့ချိန်ဒီဘက်ကိုကြီးလိုက်တဲ့ချိန်နန်ရန်အကြောက်ထုစလစ်ပြင်းရနေဒီဘက်ထွက်လိုက်ရင်အထွက်တဲ့ပတ်ရောက်နန်ရန်ကြီးကြားတယ်ရှားတယ်ကချင်းချင်းလေးပေါ့ဗျာဘူးသူကူသာလားဒီဘက်ကိုအပေါ်တက်သွားလို့ရှိရင်စလစ်ပြင်းကြီးပေါ့အပေါ်ရောက်တော့အဲ့ဒါနဲ့အဦးရင်ထွက်လို့ရတော့ပါဗျာလို့ဒီဘက်တော့ထွက်ပေါက်ရှိရတယ်ဆိုပြီးတော့တန်တဲ့ဦးသိန်းနေလည်းအားပေးပြီး အာအဲ့ဒါဆိုမြေမြန်ထုတ်ပြရတယ်မြေမြန်လုံးမြေမြန်လုံးဒါနဲ့ထပ်ထုတ်မြေမြန်ထုတ်ဖက်ချမြေမြန်ထုတ်ဖက်ချတယ်အဲ့တော်တော်ကြာကြာထုတ်လိုက်တော့အပေါက်ကရှဲသွားပြီးတော့ထွက်လို့ရပြီဆိုပြီးတော့ကျန်တဲ့ဦးသိန်းနေလည်းပြောပြီးတော့တပြိုတော့ခန္ဓာကိုယ်ကုန်းကုန်းလေးနေရတာဆိုအဲ့ခေါင်းနဲ့ခြေထောက်နဲ့ပြန်လှည့်ပြီးခြေထောက်ကနေရင်ဆင်းချလိုက်တာပေါ့ဗျခြေထောက်ကနေရင်ဆင်းချလိုက်တော့ရှော့ချလိုက်တာလူဟွာလောက်ရင်ဘက်လောက်ထိမြင့်တယ်ဗျအောက်ရောက်ဘူးအာရှော့ချတယ်တပြိုတော့အဲ့တော့ ။ကြောက်ခဲတွေခဲတွေနဲ့ဘိုက်တွေတော့ချစ်မရအောင်။အဲအားနဲ့ကျန်တဲ့ဥစဉ်တွေလည်းတန့်ထွက်လာတာ။ဒီလိုတော့ငါးပါးပိတ်မိနေတာ။လေးပါးကတော့တန့်ထွက်လာတယ်ကြောက်။တစ်ပါးကတော့ကျန်ခဲ့တာပေါ့။လက်ပိနေတဲ့ဥစဉ်ဥတော်ဗနာဆိုကျန်ခဲ့တာသူကဟွာကြောက်ထုတ်တိုင်းနဲ့လက်ပိနေတာဘယ်ပဲလက်။အဲတော့သူ့လည်းအားငယ်မှဆိုလို့အားပေးခဲ့ရပြီပေါ့ဗျာ။တစ်ပါးလည်းဆိုတော့ဟိုညာစိတ်အားငယ်နေမှဆိုဥစဉ်အားမငယ်နဲ့ဥစဉ်ကိုဒီလိုတော့ကိုလိုယုံပြီးပစ်ထားခဲ့ရမှာမဟုတ်ဗျာ။ဒီလိုလိုကုညီရည်ကိုခေါ်ပြီးဥင်းဒီနားမှာရှိတယ်အဲလက်နေပြနေတယ်ခြေောက်ပြနေတယ်ဥင်းနေလည်းဘက်မှာရှိတယ် ကူညီရေးတွေကိုလွတ်လပ်မယ်ဗျာဆိုပြီးတော့မျိုးတော်တို့ကအဲ့လိုမျိုးပြီးထွက်သွားဖြန့်သွားတဲ့အချိန်ကျောင်းကြားအားငယ်ပြီးကြံနေခဲ့ပါသလိုအဲ့ဒီထွက်သွားပြီးတော့ကူညီရေးတွေလည်းတကယ်ပြောလိုက်ပါတယ်ကြောပြီးတော့တန်းပြီးတော့ကူညီကြတာပဲဒါပေမဲ့ပြင်နေတဲ့စနစ်ပြင်ကြီးအကြီးဆိုတော့မကင်နိုင်ဘူးတဲ့နောက်ရက်ကျမှတရက်ကျော်မှညတညအဲ့ဒီနောက်ရက်ညနေလောက်မှသူ idea ကနေထွက်လာနိုင်တာလို့ပြောတယ်ဗျာအာတပည့်တော်တို့ခွဲရငါးပါးလုံးလွတ်ပါတယ်ဗျာပြီးနေတဲ့ငါးပါးတပါးကတော့လက်ဖြတ်လိုက်ရပါတယ်ဗျာတဲခုလိုပြိမိတဲ့အနေထားမှာဥစဉ်မှာဗားတန်ရာလေးရပြီးတော့ ဲ့ဒီပိတ်မိတာဘယ်နှစ်နာရီလောက်ကြာခဲ့လဲဗျာပြီးတော့ပြုတ်ကြတဲ့ထန်ကြောင့်အောက်ကဆလစ်ပြင်းနဲ့ရိုင်းမိတာထင်တယ်ဗျာခေါင်းကလို့သင်္ကန်းနဲ့အုပ်ပြီးလက်ကလည်းလုံးထားဆိုအောက်ကဆလစ်ပြင်းနဲ့ရိုင်းမိတာထင်တယ်ဒီနှစ်ဘူးကအကြီးရောင်းပြီးတော့ဒီမျက်ကွင်းကလည်းညိုမဲနှာခေါင်းသွေးဒီဘက်တစ်ချမ်းကဒီဘက်တစ်ချမ်းကနှာခေါင်းသွေးယူဒီမျက်နှာတစ်ချမ်းကလည်းထုံလေးထိုးထားသလိုဟာ၃လေးရလောက်ဒီမားထင်းနေရပါဗျာအတိုင်းကင်မန်းတော့တိတော့တိရမားထင်းနေရပါဗျာအဲ့ဒီထန်ရာတွေရခဲ့ပါတယ်ဗျာ ဒီမျိုးပဲပြီးတော့တခုကြီးရောက်လာတယ်3ရက်လောက်နေတော့စင်းရုံရောက်တော့ပျောက်သွားပါတယ်ခင်ဗျာအဲစင်းရုံရောက်တော့တပည့်တော်ဓမ္မန်ရိုက်တော့မူမူပြီးတော့ခေါင်းမူမူပြီးတော့အန်းနေလို့ဆိုပြီးစင်းရုံသွားပြီးတော့ဓမ္မန်ရိုက်တဲ့အချိန်ကျဥကုံကဥကုံကအဲ့နေတယ်လို့ပြောပါတယ်ခင်ဗျာဥကုံကအဲ့နေတာလို့ပြောပေမဲ့အဲသူတို့ကဦးမင်းနဲ့ပြုတ်ကြပြီးတော့48နာရီကြောကြာသွားပြီတဲ့48နာရီဆို နှစ်ရက်ပေါ့48နာရီကြောကြာသွားတော့ဦးမင်းကကြီးကြီးမားမားတော့မဟုတ်တော့ဘူးတဲ့သွေးရင်ပြန်မလုပ်ပါဘူးခင်ဗျာတဲ့ ဆင်းရဲနေရမလို့ပါဘူးဆိုတော့တပည့်တော်ဆင်းရဲကို၄ရက်လောက်ကြာပြီးတော့၄ရက်လောက်ကြာတက်ပြီးတော့အဲဆိုဆင်းလို့ရရင်ဆင်းရင်လည်းလို့ပြောပြီးတော့အဲဆင်းလို့ရပါတယ်ဗျာတဲ့တကယ်လို့မူးကအန်တာတွေဖြစ်ရင်လည်းချက်ချင်းဆင်းရဲကိုပြေးခဲ့ပါဗျာတဲ့မိရဆင်းရဲကိုလည်းပြေးပါဗျာတဲ့အဲအန်ရည်ရှိပါတယ်ဗျာလို့အဲ့လိုမှားလိုက်တယ်ဆင်းရဲကိုလည်းအဲ့လိုမူးမူးဓာတ်တွေမိုက်ဓာတ်တွေဖြစ်မှာဆိုလို့ဆင်းရဲကိုလည်း၃ရက်စာပေးလိုက်ပါတယ်ဗျာအဲဆင်း၃ရက်စာပေးပြီးတော့အဲဆင်းလို့ရပြီးတော့တကယ်တော့ဆင်းရဲ၄ရက်ကြာပြီးတော့ဆင်းလာပါတယ်ဗျာ အဲပိတ်မိနေတယ်ကြာတာတော့တတိတော်လို့ကစနေစနေနိုင်55မိနစ်လောက်ကနေဖြစ်လာတော့တတိတော်တို့က3နာရီခွဲလောက်မှထွက်နိုင်တာဗျာအဲကိုကကိုထုပြီးတော့ခဏထုပြီးတော့ထွက်လာတာလည်း3နာရီလောက်မှထုရဆိုနာရီဝက်လောက်ထုကြကြာတယ်ဆိုတော့3ခွဲလောက်မှအမြင်ရောက်ပါတယ်ဗျာအဲတော့ပိတ်မိတာ2နာရီခွဲလောက်ကြာပါတယ်ဗျာတမပါဗျာ2နာရီခွဲလောက်ကြာတယ်ဗျာတမပါဗျာအခုလိုဖြည့်ချပေးတာကိုထူးကျေးဇူးတင်ပါတယ်ဗျာတမပါဗျာ